စ္စရေးအီရန်အပြန်အလှန်ပစ်ခတ်မှု6ရက်မြောက်နေ့မှာအစ္စရေးစစ်ရုံးဘုံကြီးထိမှန်ပြီးလူ90ဝန်းကျင်သေဆုံးသလိုအီရန်အမှုမျိုးတပ်ပေါင်းပိုလည်းထိမှန်ခဲ့တယ်လို့သိရပါဗျ။ဇွန်လ18ရက်နေ့ညမှာအစ္စရေးနဲ့အီရန်တို့ရဲ့6ရက်မြောက်အပြန်အလှန်ပစ်ခတ်မှုမှာအစ္စရေးနိုင်ငံ BR ရှီဘာမျိုးကဆိုရိုကာစစ်ရုံးကိုတိုက်ရိုက်ထိမှန်ခဲ့လို့လူပေါင်း90ဝန်းကျင်သေဆုံးခဲ့ပါဗျ။အီရန်ဘက်ကနေအစ္စရေးကိုအတန်ထက်မြန်တဲ့ဒုံးကျည်တလုံးဒရုန်းရာချီနဲ့ အနည်းဆုံးဒုံးကျည်380ကိုပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အီရန်ဟာအရှေ့လယ်ပိုင်းဒေသတွင်းနိုင်ငံတွေထဲမှာဒုံးကျည်အများဆုံးပိုင်ဆိုင်တဲ့နိုင်ငံဖြစ်ပြီးဒုံးကျည်3000ကျော်ရှိတာမို့ဆက်လက်တိုက်ခိုက်သွားမယ်လို့အီရန်ကောင်ဆောင်ခါမီနီကကြိမ်ဆိုပြောကြားခဲ့ပါတယ်။အစ္စရေးစစ်တပ်ကလည်း၎င်းတို့ပြစ်ခတ်မှုကြောင့်တီဟီယန်မြို့ကပလူတိုနီယန်နျူကလ িয়ার ဓာတ်ပေါင်းဖို့ထိမှန်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ Human Rights Activists အဖွဲ့ထုတ်ပြန်မှုအရအီရန်ဘက်မှအနည်းဆုံးလူ639ဦးသေဆုံးခဲ့ပြီးတော့1329ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။